မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ3ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်မှာရှိတဲ့တော်လိုင်းအတပ်များရဲ့စိုးမုံနေမြေတဲကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတိုက်ခတ်ခဲ့ရာဗိုလ်ကြီးတအုပ်အပါအဝင်စစ်သား၈ဦးထက်မနည်းတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကစက်တမလာ၂ရက်နေ့ကကြောက်ကြီးမြို့အခြေဆိုင်ခလိုက်ရ60တိုက်ရင်ကစစ်ခွေးများနဲ့ပြူခွေးပူပေါင်းအင်အားတရာကျော်နဲ့စစ်တောင်းမြဝန်ဒေတာ PDF တပ်ဖွဲ့များစိုးမိုးထိန်ချုပ်နယ်မြေအတွင်းကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးများကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ဘက်ကတိုက်ခိုက်ခဲ့ရာဗိုလ်ကြီးအဆင့်ရှိသူတို့အပါအဝင်စစ်သား၈ဦးထက်မနည်းသေဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ခွေးတွေကိုင်းဆောင်အုံပြုတဲ့လက်နက်ငယ်9လက် RPG တပ်လက်နဲ့ခဲယမ်းများစစ်သုံးပစ္စည်းအချို့ကိုလည်းသိမ်းဆီးရရှိခဲ့ပြီး ောင်းအထိနာနေတဲ့စစ်ခွေးတပ်ဘက်ကကြောက်ကြီးမျိုးကိုပြန်လဲဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။ရန်သူတွေရဲ့တပ်ကတော့ကြောက်ကြီးကတပ်တွေပေါ့ခလာရ60နဲ့ပြူစောတီတွေပတ်ပါတယ်။အင်အားကတော့တရားကြောတယ်။ဒီကောင်တွေပြန်ဆုတ်သွားတာကလည်းကြောက်ကြီးဘက်ပါပဲ။ကျွန်တော်တို့စုံမှုနေမြေကလည်းကြောက်ကြီးမျိုးနဲ့အတွဲမှာဖြစ်ပါတယ်။ သေဆုံးသွားတဲ့စစ်ခွေးတွေရဲ့အလောင်းတွေကိုရရှိခဲ့ပြီးတော့အတီးပြုတ်လို့ရမှထုတ်ပြန်တာပါအ ਨੇ ဆုံးရှစ်ဦးရှိပြီးတော့ဗိုလ်ကြီးအဆင့်တဦးလည်းပါဝင်ပါတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်အမှတ်နှစ်စစ်စင်ရေးနယ်မြေသတင်းနယ်ပြန်ကြားရေးတာဝန်ခံစောတူရှင်းကရှင်းပြထားပါတယ်၎င်းတက်ခတ်မှုကို အမှတ်နှစ်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဘူဟာ24နဂနီတိုင်ရင် P29903 အမှတ်393ညနဲ့တိုင်ရင်နဲ့ KNLA တိုင်ရင်ရှစ်တို့ကပူးပေါင်းကတက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မင်းအောင်လိုင်းရဲ့အမိန့်နဲ့ဟန်တာရီမျိုးဟောင်းကမ္ဘောဇာသားရီနန်းတော်ရဲ့ကျုံးနဲ့မျိုးရိုးကိုပြန်လည်တူးဖော်ရန်ဘကုံးမျိုးပေါ်ရက်ကွက်၅ခုကပြည်သူပိုင်းနေအိမ်ရာပေါင်းများစွာကိုဒီကနေ့မှအပိဖြတ်သိမ်းရန်စစ်ခွေးတပ်ကအမိန့်ပေးလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်ခွေးခေါင်းဆောင် မင်းအောင်နိုင်ကဩဂတ်စ်လ3ရက်နေ့မှာဘကိုးကို လာရောက်ခဲ့ပြီးတော့ဘကိုးမြို့မှာရှိတဲ့ကံမောဇာတာဒီရွှေနန်းတော်ကြီးထိမ့်သိမ်းထားရှိမှုအခြေအနေကိုလာရောက်ပြီးတော့လေ့လာခဲ့တယ်လို့သိရပါတယ်။ဟန်တာဝီမြို့တော်ဟောင်းနေရာကိုပြန်လည်ဖော်ထုတ်ရန် ဟန်တာဝရီမျိုးဟောင်းကမ္ဘောဇာတာရီနန်းတော်ရဲ့ကျုံးကိုလည်းတဆက်ဆက်တည်းဖြစ်သွားအောင်လို့ဆောင်ရွက်သွားရန်မင်းအွန်လိုင်းကအမိန်ပေးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးမင်းအွန်လိုင်းကအမိန်ပေးပြီးတဲ့နောက်စစ်ခွေးတပ်နဲ့ဗကိုတိုင်းအစိုးရကဟန်တာဝရီမျိုးဟောင်းကျုံးနဲ့မျိုးရိုးကိုပြန်လည်တူးဖော်ရန်ဆိုရှယ်လစ်ရက်ကွာ၊မော်ဂန်ရက်ကွာ၊ပုံနာစုရက်ကွာ၊စက်ကြာချန်ရက်ကွာ၊အလင်းရောင်ရက်ကွာများအတွင်းကနေအိမ်များအလုံးကိုဒီနေ့စက်တင်ဘာလ3ရက်နေ့နောက်ဆုံးထားပြီးတော့ဖယ်ရှားရှင်းလင်းရန်အမိန်ပေးလာတယ်လို့သိရပါဗျ။ ဒီကောင်ဘရင်ယူယူတာနဲ့ပဲကျွန်တော်တို့ပြည်သူတွေမှာအိုးမဲ့အိမ်မဲ့ဖြစ်ရတော့မယ်ဖြစ်ရမယ်အိမ်တွေတော်တော်များတယ်သူတို့ဖြတ်ချင်တဲ့အခါကျတော့ကျူးကျော်ဆိုပြီးနာမည်တက်လိုက်တာပဲတကယ်တမ်းတော့နေလာတာကနှစ်ပေါင်း40 50လောက်ရှိနေပြီပုံနာစုဆိုရှယ်လစ်မော်ဂန်စကြချန်နဲ့အလင်းရောင်ရက်ကွက်အကုန်ပါပါတယ်အခုကဒါတွေကိုဖြတ်ခိုင်းနေတာဒါကပထမအတုံးတဲ့နောက်ထပ်တူဖော်ရေးတွေလုံရင်းနဲ့ထပ်ပြီးတော့ဖြတ်ခိုင်းမဲ့အိမ်တွေလည်းအများကြီးပဲကြံသေးတယ်လို့ပြောတယ်စစ်ခွေးတွေကမြေတိုင်းနာတွေပါတွေလုံနေကြပြီလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ် ဘကိုးမျိုးကမြို့ကန်စီးပွားရေးလုပ်ငန်းရှင်တအုပ်ကတော့စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာဘကိုးမျိုးကပြည်သူများကတက်ကြွစွာပါဝင်ခဲ့ကြတဲ့အတွာမင်းအောင်လှိုင်ကအခုလိုမျိုးပါဝင်မှုအပေါ်မှာမြို့ဟောင်းကျုံးနဲ့မြို့ရိုးတွေကိုပြန်လည်တူးဖော်ရေးကိုအကြောင်းပြကပြည်သူများရဲ့နေအိမ်များကိုအတိအဓမ္မဖျက်သိမ်းခန်းနေခြင်းဖြစ်တယ်လို့သုံးသပ်ပြောဆိုထားပါတယ်ကျွန်တော်တို့ဘကိုးကစစ်ခွေးတက်ကိုရရလက်နဲ့ဆွဲကင်တော်လန်ခဲ့လို့တဏီတဲနဲ့လူအယောက်တရာလောက်တောင်တေးခဲ့ရတယ်အဲ့ဒီအညိုးနဲ့ဘကိုးပြည်သူတွေကို မအားလာကပညာပြလိုက်တယ်လို့မြင်ပါတယ်ဒီနန်းတော်တွေအကျုံးတွေကအရေးကြီးလားလက်ရှိပြည်သူတွေရဲ့နေထိုင်မှုကအရေးကြီးလားလို့ဗကုံးမျိုးကစီးပွားရေးလုပ်ငန်းရှင်တို့ကပြောဆိုလိုက်ပါတယ်ဗကုံးမျိုးမှာ2021ခုနှစ်ဧပြီလ9ရက်နေ့မနက်အာရုံမတက်မီမြို့ပေါ်မှာရှိတဲ့ဆန္ဒပြတဲ့တပိတ်စခန်းများကိုတမခွန်ခွန်တက်ကဥဆောင်ပြီးတော့အကြမ်းဖက်ပစ်ခတ်တပ်ဖြတ်နှိမ်နှင်းခဲ့ပြီးလူငယ်နဲ့ပြည်သူအယောက်၈၀တဲ့မနေ့တေဆုံးခဲ့ရတယ်လို့သိရပါတယ်အလားတူပဲဗကုံးတိုင်းတောင်ကုန်းမျိုးမှာလည်းမင်းအောင်လိုက်ရဲ့အမိန့်နဲ့ကေတုမရီရှေးဟောင်းနန်းတော်မြို့ရိုးနဲ့အကျုံးကိုပြန်လှ ယ်တူဖို့တိဆောက်ရန်ဘုံကြီးเจ้าနဲ့သီလရှင်เจ้า20ကျောင်းဖျားတဆုနဲ့ခရိယန်ဖျားเจ้าတခုရက်ွက်များကိုစစ်တပ်ကဖယ်ရှားခိုင်းနေပြီဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်နိုင်ငံကိုရောက်နေတဲ့အကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ကမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်အပါအဝင်နိုင်ငံတကာကခေါင်းဆောင်များကိုလိုက်လံနှုတ်ဆက်ပြီးတော့ဓာတ်ပုံတွဲအရိုက်ခန်းကနိုင်ငံတကာအသိမှတ်ပြုတဲ့ပုံစံမျိုးနဲ့ဝါဒဖြန့်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ဟာတရုတ်နိုင်ငံမှာဩဂတ်စ်လ30ရက်နေ့ကနေစက်တင်ဘာလ6ရက်နေ့အထိရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးအစည်းအဝေးနဲ့ ဖက်စစ်စန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်းနေ့80ပြည့်အထိမ်းအမှတ်စီရေးပြအခမ်းအနားများကိုတက်ရောက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအစည်းအဝေးနဲ့စီရေးပြအခမ်းအနားများကိုတက်ရောက်တဲ့အချိန်မှာမင်းအောင်လိုင်ကတရုတ်နိုင်ငံကိုလာရောက်တဲ့နိုင်ငံတကာခေါင်းဆောင်များကိုတကူးတကလိုက်လံနှုတ်ဆက်က၎င်းဟာမြန်မာနိုင်ငံကဖြစ်ကြောင်းမိတ်ဆက်နေတာကိုစစ်တပ် Lobby Telegram Channel များမှာဗီဒီယိုနဲ့တကွဖော်ပြထားပါတယ်။ ရုရှားလက်အောက်ခံနိုင်ငံတချို့ကိုလည်းလိုက်လံနှုတ်ဆက်ပြီးတော့မြန်မာနိုင်ငံနဲ့တန်အမတ်ကြီးထားရှိရန်တန်ယုံပူရဲထားရှိလို့ကြောင်းမင်းအောင်လိုင်ကဇဂပြန်နဲ့အတူလိုက်လံပြောဆိုခဲ့တယ်လို့သိရပါတယ်။မင်းအောင်လိုင်ကအင်ဒိုနီးရှားတမတာမလေးရှားဝန်ကြီးချုပ်အပါအဝင်အာဆီယံနိုင်ငံခေါင်းဆောင်တချို့ကိုလည်းလိုက်လံနှုတ်ဆက်ပြီးတော့ဓာတ်ပုံအရိုက်ခံခဲ့ကစစ်တပ် lobby Telegram channel များမှာဖြန့်ဝေခဲ့တယ်လို့သိရပါတယ်။ဒီကနေ့စက်တမလ3ရက်နေ့မှာပြုတ်လို့တဲ့တရုတ်စီရေးပြအခမ်းအနားမှာလည်းမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကိုမင်းအောင်လိုင်ကတကူးတကတွားရောက်နှုတ်ဆက်ပြီးတော့ နှစ်ယောက်တွဲဓာတ်ပုံများကိုစစ်ခွေးတပ်ရဲ့ Telegram Channel များမှာဖြန့်ဝေခဲ့တာကိုတွေ့ရပါတယ်။တရုတ်နိုင်ငံကိုလာရောက်တဲ့နိုင်ငံတကာခေါင်းဆောင်မှန်သမ်းများကိုမင်းအောင်လှိုင်ကဓာတ်ပုံအတူတူတွဲအရိုက်ခံက Telegram Channel များမှာဖြန့်ဝေခြင်းအပြင်၎င်းဟာနိုင်ငံတကာနဲ့အဆင်ပြေတဲ့ဆက်ဆံရေးကိုထူထောင်နိုင်တဲ့ခေါင်းဆောင်ပုံစံမျိုးဓာတ်ပုံနိုင်ငံရေးနဲ့ဝါရဖြတ်မှုများအကြီးအကျယ်လှုပ်ဆောင်နေတာကိုမြင်တွေ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်ကဗိုလ်မှူးဟောင်းအေမင်းထွန်းဟာအရသာအတွင်ယူပြီးတော့အမျိုးသမီးများကိုလိန်အမျက်ထုတ်မှုများပြစ်လုနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေမင်းထွန်းဟာရန်ကုန်မှာရှိတဲ့တပ်ထင်းတပ်ခွဲတစ်ခုမှာတပ်မိုးအဖြစ်နဲ့တာဝန်ထမ်းဆောင်တဲ့အချိန်ကငွေကြေးအရှုပ်ထွေးများနဲ့တိုင်စာများကြောင့် တနင်္သာရီတိုင်းပလောက်မျိုးဘက်ကိုပို့ဆောင်ခံရပြီးတော့နောက်ဆုံးစစ်တပ်ကနေပြီးတော့ထွက်ခွာခဲ့ရသူဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်၎င်းဟာတရားမဝင်ဒေါ်လာလဲလှယ်ရောင်းဝယ်မှုပေါ်တာဆွဲမှုများအတွက်အခအချင်းဝင်နဲ့ပြန်ရွေးပေးခြင်းစီမောင်ခိုးတင်သွင်းမှုနဲ့မန္တလေးမြို့မှာရှိတဲ့ BOB KTV နဲ့ UFO ကာစီနိုလုပ်ငန်းများမှာလဲဂျားခန်ပွဲစားအဖြစ်နဲ့လှုပ်ဆောင်ခဲ့တဲ့သူဖြစ်တယ်လို့သိရပါဗါးအိမင်းထွန်းဟာဘုံမှုအငိမ့်သားနဲ့အရတားမပုံတေကနှမျိုးစလုံးကိုကန်ဆောင်ထားပြီးတော့ရန်ကုန်မန္တလေးတောင်ကိုနေပြီးတော့ပြင်ဦးလွင်မူဆယ် တောင်ကြီးနမ်ဆန်နဲ့သခိုင်းစားတဲ့နေရာများကိုအရသာအသွင်နဲ့တွာလာနေထိုင်ကပြည်သူများနဲ့ပူးပေါင်းတဲ့အောင်အသွင်ယူထားသူဖြစ်တယ်လို့အသိပေးထားပါဗျ။၎င်းဟာ2022ခုနှစ်အတွင်းမှာစစ်တပ်အတိုင်းဝိုင်းကအမျိုးသမီးတအုပ်နဲ့ပေါင်းတင်နေထိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာပုဗ္ဗတိရိမြို့နယ်မှာတယောက်တည်းအင်ကားနေထိုင်ကမူဆယ်နဲ့နေပြည်တော်တို့မှာတင်တာချိတ်ဆက်ပေးတဲ့ကိုယ်စားလှယ်အဖြစ်နဲ့လုတ်ကင်ခဲ့သလို2022ခုနှစ်ဩဂတ်လမှာမန္တလေးမြို့မှာရှိတဲ့ဘန်ဝင်တဲ့အမျိုးသမီးငယ်တအုပ်နဲ့၎င်းရဲ့နောက်ချောင်းကိုဖုံးကွယ်လိမ့်လေကလက်ထက် ယူမယ်လို့ဂရိပေးပြီးတော့သုံးနှစ်ခန့်ပေါင်းသင်းခဲ့တယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီအမျိုးသမီးငယ်က၎င်းရဲ့နောက်ကျောင်းကိုစုံစမ်းသိရှိပြီးတဲ့နောက်၎င်းရဲ့လောက်ရများကိုလူအများသိအောင်ဖော်ထုတ်ရန်နဲ့ရဲစခန်းမှာအမှုဖွင့်မယ်ဆိုပြီးတော့ပြောဆိုခဲ့ရာအေးမင်းထွန်းဟာရန်ကုန်ကနေထွက်ပြေးတိတ်ဆောင်သွားတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီနောက်မန္တလေးမှာရှိတဲ့ KTV မှာအလုလုနေတဲ့အမျိုးသမီးငယ်တအူးကိုလည်းလိမ့်အမျက်ထုတ်မှုပြုတ်လုပ်ခဲ့တယ်လို့သိရပါတယ်။ အင်းမင်းထွန်းဟာအဲ့ဒီဘန်ဝင်တဲ့အမျိုးသမီးငယ်ရဲ့အမှုကိုပိတ်သိမ်းရန်ရွှေနေဦးမျိုးမင်းဦးကနေတစဲနေနာချေးအဖြစ်နဲ့ငွေကျပ်360ပေးခဲ့တော့လေအဲ့ဒီအမျိုးသမီးကလက်မခံခဲ့တာကြောင့်လူမှုကွန်ရက်ပေါ်မှာအဲ့ဒီအမျိုးသမီးရဲ့ဓာတ်ပုံများနဲ့ဂုဏ်သိက္ခာထိခိုက်စေမဲ့ညဉ့်ညမ်းစာများကိုရေးသားဖြန့်ဝေခဲ့တယ်လို့အသိပေးထားပါတယ်။ဒါ့အပြင်အင်းမင်းထွန်းဟာ၎င်းနဲ့ရန်ညိုးဖြစ်သူများကို ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF ထောက်ပံ့သူများအဖြစ်နဲ့စွပ်စွဲကစစ်တပ်အတိုင်းဝိုင်းကလူများကိုတရင်ပေးပြီးတော့ဖမ်းဆီးစေခဲ့တယ်လို့ပြောဆိုထားပါတယ်။အလားတူပဲ၎င်းလိမ်အမြတ်ထုတ်ခံရသူအမျိုးသမီးတအုပ်ကိုပြန်လဲလှုပ်ချန်ရအတွက်လဲပြည်သူ့စစ်ခေါင်းဆောင်တအုပ်ထံကိုအချက်အလက်များပေးပို့ခဲ့တော်လဲမအောင်မြင်ခဲ့ဘူးလို့ဖော်ပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒဂုံမြို့တဲ့တောင်ပိုင်းမြို့နယ်မှာစိုက်ကယ်ကယ်ရီဘေးရွယ်သမားများအားလုံးကိုစိတ်ခွေးတက်ကဆင့်ခေါ်ပြီးတော့လာမယ့်ရွေးကောက်ပွဲမှာမဖြစ်မနေမဲပေးရမယ်ဆိုပြီးချင်းချောက်ဖိအားပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တမလာ၂ရက်နေ့မှာဒဂုံမြို့တဲ့တောင်ပိုင်း၂၀ရက်ကွက်ဓမာယုံမှာတောင်ဒဂုံအတွင်းမှာရှိတဲ့စိုက်ကယ်ကယ်ရီဘေးရွယ်သမားများအားလုံးကို စစ်ခွေးတပ်နဲ့ထွေးအုပ်ကစင့်ခေါ်ခဲ့တယ်လို့သိရပါဗျ။အခုလိုစင့်ခေါ်ပြီးတဲ့နောက် electronic မဲပေးဆက်နဲ့မဲပေးနီးများကိုပို့ချပေးခဲ့ပြီးလာမယ့်ရွေးကောက်ပွဲမှာဘေးရွယ်ဆိုင်ကမောင်းနေသူများအလုံးဟာမဖြစ်မနေဆန္ဒမဲထည့်ရမှာဖြစ်ကြောင်းထွေးအုပ်နဲ့စစ်တပ်ကချင်းချောက်ပြောဆိုလာတယ်လို့သိရပါဗျ။မဲပေးဆက်နဲ့မဲပေးနီးတင်ပေးပါတယ်ဘလို့ပေးရမလဲဆိုတာကိုပြောတယ်ပြီးတော့ရွေးကောက်ပွဲမှာမင်းတို့တွေမဖြစ်မနေမဲပေးရမယ်မပေးလို့ကတော့ရကိုမရဘူးလို့ပြောတယ်အခုမဲပေးဆက်နဲ့လေ့ကျင့်ပေးတာကပြည်သူတွေမပါသေးဘူးတောင်းတကုံမှာရှိတဲ့ဘေးရွယ်သမားတွေအကုန်လုံးကိုခေါ်ပြီး ော့မဲပေးခိုင်းနေတာလို့အခမ်းအနားကိုတက်ရောက်ခဲ့တဲ့ဘေးရွယ်သမားတို့ကရှင်းပြထားပါတယ်။ဒါအပြင်အဲ့ဒီမဲပေးနီးလေ့ကျင့်ပွဲများမှာဘဲပါတီကိုမဲပေးရမယ်ဆိုတာကိုပြောဆိုခြင်းမရှိတော့လေ။တိုင်းပြည်အတွက်အမှန်တကယ်အကျိုးပြုမဲ့ပါတီကိုရွေးချယ်မဲပေးရမှာဖြစ်ကြောင်းမဲမပေးရင်နိုင်ငံသားတာဝန်မခြေပြုံမဲ့ တိုင်းပြည်လဲထွက်ပေါက်ပြောင်းမှာဖြစ်ကြောင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။ဆန္ဒမဲပေးရမယ်အပြင်အခြားပြည်သူများမဲပေးလာရေးကိုလည်းတက်နိုင်သလောက်စီယုံရမယ်လို့ပြောဆိုခဲ့ကြောင်းသိရပါတယ်။ဆန္ဒမဲပေးခြင်းကိုပြတ်ပြားအောင်လှုံ့ဆော်ခြင်းစီယုံခြင်းဆန္ဒပြခြင်းများကိုလှုံ့ဆော်သူများကိုရွေးကောက်ပွဲပြတ်ပြားအောင်လှုံ့ဆော်သူများအဖြစ်နဲ့အရေးယူမဲ့ဥပဒေနဲ့အရေးယူမှာဖြစ်ပြီးအ ਨੇ ဆုံးထောင်ဒဏ်၃နှစ်ကနေလူသေမှုပါဖြစ်ပွားပါကတေးတံမှာချမှတ်မယ်လို့စစ်ခွေးတက်နဲ့ထွေးအုပ်က ထုတ်ဖော်ပြောဆိုချင်းချောက်လာတယ်လို့သိရပါဗျ။မဲလာမပေးလို့ရှိရင်အရေးယူလို့ရတဲ့ပုံစံမျိုးချင်းချောက်နေတယ်။ကျွန်တော်တို့မှာရွေးချယ်စရာပေးကျင်တဲ့ပါတီမရှိလို့ခေါ်လို့မေးရင်မရှိရင်ရှိတဲ့ပါတီတွေကအကောင်းဆုံးဖြစ်တာကိုရွေးချယ်ပြီးမဲပေးရမယ်ဆိုပြီးပြောပါတယ်။မဲမပေးရင်ဘာမဆုံးဖြစ်သွားနိုင်တယ်ဆိုတာမျိုးလဲချင်းချောင်းနေတယ်လို့တိုင်းသားရမျိုးနယ်မှာမဲပေးနေလေ့ကျင့်ပွဲတက်ရောက်ခဲ့တဲ့ပြည်သူတို့ကပြန်လည်ရှင်းပြထားပါဗျာ ကြမ်းဖက်စစ်ခွေးတပ်ကလာမယ့်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလများမှာရွေးကောက်ပွဲကိုအပိုင်းလိုက်ပြုလုပ်မှာဖြစ်တယ်လို့ထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မြို့မှာဩဂတ်လ25ရက်နေ့ကနေစက်တင်ဘာလ3ရက်နေ့အထိအသက်မပြည့်သေးတဲ့ကျောင်းသားများအပါအဝင်လူငယ်အယောက်30ကျော်ပျောက်ဆုံးနေပြီးတော့လူငယ်တချို့ဟာစစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးခံရရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့တောင်ကလာပါမြို့နယ်စက်မှုနှစ်လမ်းမှာအသက်25နှစ်အရွယ်မောင်လွင်ကိုထက်ဟာဩဂတ်လ25ရက်နေ့မှာနေအိမ်ကိုပြန်ရောက်မလာဘဲပျောက်ဆုံးသွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်စစ်တပ်ကဆိုပြီးတော့ မောင်လွင်ကိုထက်ကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့ငွေညက်နေကြောင်းမောင်လွင်ကိုထက်ရဲ့ဖခင်ဖြစ်သူဦးကျော်စွာထွေးကတရင်ပေးဖို့ပြောကြားလာပါတယ်။ဩဂတ်လ25ရက်နေ့9:20မိနစ်ခန့်ကရန်ကုန်မြို့တောင်ကလာဘမြို့နယ်စက်မှုနှစ်လမ်းမှာရှိတယ်။ စတာနိုမြန်မာဆာဗစ်စင်တာကနေနေအိမ်ကိုပြန်လာတဲ့အသက်25နှစ်အရွယ်မောင်လွင်ကိုထက်ကိုလူတစုကပေါ်တာဆွဲဖမ်းဆီးသွားပြီးတဲ့နောက်ယနေ့အချိန်ထိအဆက်အသွယ်မရဘဲပျောက်ဆုံးနေတယ်လို့ပြောပါတယ်။မနေ့ကစက်တင်ဘာလ2ရက်နေ့ညနေပိုင်းမှာတော့ခလာရ20တိုင်ရင်ကဗိုလ်ကြီးကျော်နိုင်ဆိုတဲ့ကောင်ကဖုန်းဆက်ပြီးတော့ငွေရှစ်သိန်းလွှဲပေးရန်ပတ်စံတောင်းနေတယ်လို့သိရပါတယ်။ကျွန်တော်သားဟုတ်ပါတယ်အသက်က25နှစ်ပါသူ့အလုပ်ကနေပြီးတော့ည9:20လောက်ပြန်သွားတယ်။ ပြန်သွားပြီးတာနဲ့အင်ကိုဖုံးဆက်တယ်ပြန်လာနေပြီပြောပြီးတော့နောက်ပိုင်းဘာအဆက်အသွယ်မှမရတော့ဘဲနဲ့ပျောက်သွားတာပါအခုတည်းကလည်းအဆက်အသွယ်မရသေးပါဘူးခုနကပဲလူတယောက်ဖုံးဆက်လာတယ်သူ့ကိုယ်သူဗိုလ်ကြီးကြော်နိုင်ပါတဲ့အုတ်ချုပ်ရေးမှုနဲ့စကားပြောပါငွေရှစ်သိန်းလွှဲပေးပါဆိုပြီးတော့လူလိန်တယောက်ကဖုံးဆက်တယ်အတင်းကိုငွေလွှဲခိုင်းနေတယ် ကလေးနဲ့စကားပြောမယ်ဆိုတာလည်းအပြောမခံဘူးပြီးတော့သူကခလိုက်ရ20တဲ့ခလိုက်ရ20ကိုစုံစမ်းကြည့်တော့ရခိုင်ကတက်ဖြစ်နေတယ်ပြီးတော့ညောင်လေးပင်နဲ့ညောင်လေးပင်မှာကခမရ20သူပြောတဲ့တဲမှာအဲ့ဒါကိုကလွဲနေပြီပြီးတော့ကလေးနဲ့လည်းပေးမတွေ့ဘူးငွေပဲအတင်းလွှဲခိုင်းနေတယ်ကျွန်တော်တို့စုံစမ်းကြည့်တော့လေတက်သေးကိုရောက်သွားရင်လေဒီလိုမျိုးမလွှဲခိုင်းဘူးတဲ့လူချင်းတွေ့ပြီးပဲငွေစကားပြောတယ် လူချင်းလဲတွေ့ပြီးပတ်စံယူချင်းလဲအပြစ်မှာယူတာပေါ့လေအဲ့ဒီလိုမျိုးလိန်နေတာလို့မောင်လွင်ကိုထက်ရဲ့ဖခင်ဖြစ်သူကိုကျော်စွာထွေးကပြောဆိုထားပါတယ်။တားဖြစ်သူမောင်လွင်ကိုထက်ပြောင်းဆုံးမှုနဲ့ပတ်သက်ပြီးတော့တောင်းကလပ်မြို့မှာရဲစခန်းလူကုန်ကူးမှုတားဆီးနေနေရဲတပ်ဖွဲ့တို့ထံကိုတိုင်ချက်ဖွင့်ပြီးတော့လိုက်လံစုံစမ်းရှာဖွေနေတယ်လို့သိရပါတယ်။ရဲစခန်းမှာတော့လူပြောက်အကြောင်းကြားထားတယ်။နောက်ပြီးတော့ လူကုံတားမှာလဲအကြောင်းကြားထားပါတယ်အပြင်မှာတော့ကိုနီးကိုဟန်နဲ့ဆက်ဆက်ရာဟိုမေးဒီမေးတော့မင်းနေတာပေါ့လိုင်းဘော်ကိုတင်းတယ်ဒါလောက်ပဲလှုပ်လို့ရတယ်တခြားဘာမှလှုပ်လို့မရဘူးဖြစ်နေတယ်လို့ရေကိုထက်ရဲ့ဖခင်ဖြစ်သူကိုကျော်စွာထွေးကရှင်းပြထားပါတယ်အလားတူပဲရန်ကုန်မြို့တာဂေတာမြို့နဲ့ရန်ပြည်ရက်ကွက်မှာအသက်26နှစ်အရွယ်ကျမရေးမကောင်းမွန်တဲ့မောင်နိုင်နိုင်ဆိုသူဟာပျောက်ဆုံးသွားပြီးတော့အဆက်အသွယ်မရဖြစ်နေတယ်လို့မိသားစုဝင်တဦးကတိုင်ကြားထားပါတယ်ဩဂတ်လ26ရက်နေ့ည7:00နာရီကအချိန်မှာတာကေတာမြို့နယ်ရံပြေရက်ကွက်အနီးမှာ နေအိမ်ကိုပြန်လာတဲ့အသက်26နှစ်အရွယ်မောင်နိုင်နိုင်ပျောက်ဆုံးနေတဲ့အတွက်သက်ဆိုင်ရာရဲစခန်းမှာလူပြောက်အမှုဖွင့်တိုင်တန်းကလိုက်လံရှာဖွေနေတော်လဲမနေ့ကစက်တင်ဘာလ2ရက်နေ့အထိဘာအဆက်အသွယ်မှမရသေးဘူးလို့ပြောပါတယ်ညဘက်အပြင်ခဏသွားပြီးတော့ပြန်လာတော့မှပျောက်သွားတာပြန်လာတဲ့အချိန်ထိတော့ပြန်လာနေပြီဆိုပြီးအဆက်အသွယ်ရလိုက်သေးတယ်နောက်ပိုင်းကျတော့ဆက်ပိတ်သွားတယ်တငယ်ချင်းတယောက်ရဲ့အိမ်ကိုအလဲသွားပြီးတော့တာကေရရံပြေဘက်ကနေပြန်နေတော့ပျောက်သွားတာဖြစ်မယ် ည၈နာရီကျော်လောက်တော့ရှိပြီအခုချိန်ထိဘာမှမကြားမိသေးဘူးလူပြောက်တာတွေဘာတွေတော့တိုင်ထားတယ်ဘာမှတော့သတင်းမရသေးဘူးသူကအဆိုင်ရောကလည်းရှိတယ်စေကံပြထားတာလည်းတိတ်မကြားသေးဘူးစစ်မှုထမ်းခေါ်သွားတာမျိုးလည်းမကြားမိဘူးဒီလိုမျိုးဆိုရင်တခုခုတော့သတင်းကြားရမယ်ထင်တယ်ဒါပေမဲ့ဘာမှသတင်းမကြားတဲ့အခါကျတော့ခံမှန်းပြီးတော့မပြောတတ်ဘူးဒီနေ့ဆိုရင်ရှစ်ရက်တောင်ရှိပြီဖုန်းဆက်သွေးလာတာလည်းမရှိဘူးလို့မောင်နိုင်နိုင်ရဲ့မိသားစုဝင်တူကပြောကြားထားပါတယ်အလားတူပဲ ်ဩဂတ်လ28ရက်နေ့ကဗဟန်းမြို့နယ်မှာနေထိုင်တဲ့အသက်15နှစ်အရွယ်မောင်ကောင်းကောင်းမြတ်ခေါ်ကောင်းခတ်အောင်ဟာနေအိမ်ကနေထွက်သွားပြီးတော့ပျောက်ဆုံးသွားရာယနေ့အချိန်ထိပြန်လည်တွေ့ရှိခြင်းမရှိသေးဘူးလို့ပြောပါတယ်။ဒါအပြင်ဩဂတ်လ29ရက်နေ့ကအင်းစိန်မြို့နယ်မှာနေထိုင်တဲ့အသက်16နှစ်အရွယ်မောင်ထလာကျဲအိုလျံဟာရန်ကုန်မြို့ထဲမှာဂျပန်စာသင်တန်းတက်ရန်တွားရောက်ပြီးတဲ့နောက်ပျောက်ဆုံးနေကြောင်းမိဘများကယနေ့အချိန်ထိရှာမတွေ့တော့ဘဲလိုက်လံစုံစမ်းလျက်ရှိတယ်လို့သိရပါတယ်။ အခုလိုမျိုးသတင်းဌာနများကိုအတိအပြီးအကြောင်းကြားလာတဲ့မိဘဆွေမျိုးများရဲ့တိုင်တန်းချက်များအရာဩဂတ်လ25ရက်နေ့ကနေစက်တင်ဘာလ3ရက်နေ့အထိဆယ်ရက်အတွင်းမှာရန်ကုန်မြို့တဝမ်းလုံးမှာအသက်မပြည့်သေးတဲ့ကလေးငယ်များအပါအဝင်လူငယ်အယောက်30ကျော်ပျောက်ဆုံးနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ